Le bien. မင်းကြီးကအော်မဟုတ်လေဘာလို့လဲအဲ့လိုအော်ဘယ်လိုမြင်တာလဲဆိုတော့စိတ်ကအဲ့လိုမျိုးအေးအေးလေးဆိုတော့လေသူကအဲ့လိုမျိုးအေးအေးလေးတော့ဒါအခုလက်ရှိမှာခင်တဲ့အချိန်မှာတော့အဲ့လိုမျိုးနေမြင်တာပေါ့အေးပါတယ်တကယ်လည်းအဲ့လိုမျိုးဆိုတော့သူလည်းအဲ့လိုမျိုးကျွန်တော်စကရီတွေနေမှာပါတကယ်အလုပ်ပေါ်မှာတော်တော် focus ရှိပါတယ်ဒီကိမှာတောင်းချောက်ထိုင်နေနေရကျွန်မဒါဘယ်လိုလဲကိုလိုက်မြင်ထိထက်ချက်တွေရတယ်လို့လဲဒါ detail ပေါ့နော်တော်တော်လေးတော်တော်စိတ်ဝင်စားပါတယ် script ပေါ်မှာလည်းလေဟောကျွန်တော်ဒီလိုမျိုးပြောတာဟိုလာအကုန်လုံးပါပဲနော်တိုင်းစီရလေဟိုထွက်လာတဲ့ကမ္ဘာတော်လေးတက်သားတဲ့ ကြနေပါပါအပြက်ကုန်ပြီပုံစံကလည်းဘာလို့လဲချစ်တယ်ချစ်တယ်တော့မထုတ်ကြတတ်ဘူးပေါ့တော့သူချစ်နေရတော့ချစ်နေရပဲဒါပေမဲ့သူ့ရဲ့အချက်ကိုသူလက်ခံရတယ်ကြည့်ဖို့ပြောတော့ဒါပေမဲ့အဲ့လိုပုံစံလေးတွေကတိုင်းစီလည်းတူမှာပါဒီ character နဲ့ဟုတ်ပါဘူးအဲ့လိုပေါ့အဲ့လိုတူမယ်လို့ထင်ထင်ထင်ခါရများတာပေါ့မဟုတ်အဲ့လိုဖြစ်တာပဲသူပေါ့ကျေရရှမကြီးရဲ့ဇလန်ပါကျမတော့ အားလုံးသိကြတော့ဗာနာမည်စီစင်မရေဒီမူစီနော်ကျွန်မဟုတ်ကဲ့စင်မရေဝတ္ထုပါစင်မရေဇက်လန်းပေါ့နော် ဖြစ်ရမှာစင်မအခြေအနေဇက်လန်းလို့ဆိုတော့ကျွန်တော်ပုံပေါ်ကြတာအဲကာရက်တာထဲမှာဒီဇက်ကားထဲမှာဒါကတော့ကိုလိုင်မင်းဆိုတာရှိတာကိုလိုင်မင်းဆိုတာစင်မပေးထားတဲ့ဇက်ကောင်ပေါ့နော်ဒီကားမှာလည်းအချစ်ခံလားဆိုအချစ်မခံရဘူးအချစ်မခံရတဲ့စက်ကောင်ပဲเนาะစက်ကောင်လည်းတနာဖို့ကောင်ဟုတ် အချင်းမချင်းဆိုတာထဲဆိုချစ်ပုံချင်းကြီးမတူညီကြတဲ့ဟာလေးကိုတွေ့ရမှာပေါ့နော်ကိုလိုင်းမင်းခင်ထားတဲ့ဟာတစ်မျိုးရမုံခင်ထားတဲ့အချစ်ကြတော့တစ်မျိုးပေါ့အဲ့လိုမျိုးလေးကိုတွေ့ရမှာပေါ့အချစ်တော့မခံရတော့ပေါ့ချစ်တော့ချစ်ပါတယ်တင်ပါလေချစ်တယ်ဒါပေမဲ့ချစ်ပုံချင်းကြီးမတူပါဘူးခလေးဆန္ဒနဲ့လူကြီးချစ်တယောက်ချစ်တယ်မတူညီရလေးပေါ့အဲ့လိုမျိုးလေးကိုတွေ့ရဆိုတော့ကိုလိုင်းမင်းရဲ့ဇက်ကတော့ရေးတဲ့အချိန်မှာအဲ့လေးဘယ်လိုပြောအဲ့ဇလံရေးနေတဲ့အချိန်မှာလေးခဏခဏရက်တာတယ်ဘာလို့လဲအဲ့ကိုလိုင်းမင်းကတွေ့တိုင်းငိုတာ ကျွန်မကိုရင်ဟိုတာကိုလိုက်မင်းကြောင့်တွေးမိတိုင်းဟိုတာအဲ့လိုမျိုးဆိုတော့လေဆက်မရေးနိုင်ဘူးအဲ့ရောင်ရေးနေတယ်ပြီးတော့ तू ကဟိုသူ့ရဲ့ပေးဆက်မှုပေါ့သူ့ပုံမှာ chic look သွားပြီမဲ့ဒီ तू မတရားခံနေရတာပေါ့သိက္ခူနေတော့ပေါ့ကောင်းပါလေးပေါ့မှာ तू သိက္ခူနေတော့ပဲ तू စင်ပြတာအထက်ကို तू ရဲ့အမျိုးသမီးလေးကို င်ပြေစီခြင်းနဲ့သူရဲ့စိတ်ကလေးကိုမြင်ရမှာပေါ့နော်ဒီဇာတ်လမ်းကတော့ကျွန်တော်တို့ဟိုအရန်ဟိုဆက်ညိုဆက်မဆက်ညွှန်းဆရာမအမအေးဒီကိုလည်းညွှန်းညွှန်းရလေးတွေအများကြီးထည့်ပေးထားတယ်ဇာတ်လမ်းလေးကိုကလည်းကိုလိုက်မင်းရဲ့ဒီပေးဆက်တဲ့ချက်ချင်းမြင်တာလှပပါတဲ့အရာလေးကိုပေါ့ထူထားတာဆိုတော့လေဟိုကိုဆိုင်စီနဲ့လည်းတကယ်ကွက်တီပါမြင်ရကိုဆိုင်စီရဲ့ပုံစံလေးနဲ့လည်းဟုတ်တယ်လို့ပြောပြရမယ်။မင်းကစားအောင်မို့လေ။ဘာလို့လဲအဲ့လို။အော်ဘယ်လိုမြင်တာလဲ။စိတ်ရရအဲ့လိုမျိုးအေးအေးလေးဆိုတော့လေ။ तू ကအဲ့လိုမျိုး။အေးအေးလေးတော့ဒါအခုလက်ရှိမှာ ခင်တဲ့အချိန်မှာတော့အဲ့လိုမျိုးနေမြင်တာပေါ့အေးပါတယ်တကယ်လည်းအဲ့လိုမျိုးဆိုတော့သူလည်းအဲ့လိုမျိုးကျွန်တော်တို့ security တွေနေမှာတော့တကယ်အလုပ်ပေါ်မှာတော်တော် focus ရှိပါတယ်ဒီမှာတောင်းချောက်ထိုင်နေနေရကျွန်မဒါဘယ်လိုလဲကိုလိုက်မြင်ထိထက်ချက်တွေရတယ်လို့လဲဇာ detail ပေါ့နော်တော်တော်လေးတော်တော်စိတ်ဝင်စားပါတယ် secret ပေါ်မှာလည်းလေအော်ကျွန်တော်ဒီလိုမျိုးပြောတာဟွာလာအကုန်လုံးပါပဲတိုင်းစီရလေဟိုထွက်လာတဲ့ကမ္ဘာတော်လေးသက်သားတဲ့တော့ကြာနေမှာပါအပြက်ကိုလည်းမပုံစံလည်းဟောအလိုပဲချစ်တယ်ချစ်တယ်ဒါမှမထုတ်ကြတဲ့ပုံပေါ့တော်သူချစ်နေရတော့ချစ်နေရပဲဒါပေမဲ့သူ့ရဲ့အချက်ကိုသူလက်ခံရတယ် ိဖို့ပြောတော့ဒါပဲအဲအဲ့လိုပုံစံလေးတွေကဆိုင်းစီလဲတူမာပါတဲ့ character တွေဟုတ်ပါဘူး။အဲ့လိုပေါ့အဲ့လိုတူမယ်လို့ထင်ထင်ထင်ခါရတာများတာပေါ့မဟုတ်အဲ့လိုဖြစ်တာပေါ့အဲဟုတ်ဟုတ်ကဲ့ဒီ character လေးကတော့ကျွန်တော်ဘာပေါ့နော်အဲကျွန်တော်တို့အတွက်ဒီဒီနှစ်ထဲမှာကျွန်တော်ရင်ခုံအဆုံး character လေးလို့ပြောရမှာပါအခုလေဒါလေးကကျွန်တော်စိန်ခုံမှုအကောင်းတဲ့ character လေးပါနော်ကျွန်တော်တို့ဟိုဘုရားပြည့်ရဲ့ ပေါ့ဗောနော်အဲစုတစ်ခုလို့လည်းကျွန်တော်ကမြင်ပါတယ်ဒါလေးကိုကျွန်တော်အရန်စိတ်ထဲမှာဟိုနည်းနည်းကပ်ကာနဲ့အလုပ်လုပ်သွားဖို့ စိတ်ကူးထားပါတယ်။ဟုတ်ပါတယ်။ဒါပေမဲ့အလုံးနဲ့ပတ်သက်ရင်တော့အရင်အထူးဖြစ်ပါတယ်။အရင်သိချင်တာတွေအရင်များတာပေါ့။ဒီကနေ့ပတ်သက်ပြီးတော့ဟိုကိုလိုက်မင်းကိုတော့ကောင်းပြုံးမပေါ်တယ်တော့သူအရင်ကတော့အစိုးရစိတ်နေရှိရတယ်။ဒါပေမဲ့တကယ်လုံးနိုင်မှာလို့ဆိုတော့ပတ်သက်ရကြတာညာလေ။ပတ်သက်ရကြတယ်ဆိုသူစီစာလုံးနိုင်မယ်လို့ပြောတော့ဘူးဒီပါတယ်။ဟိုဒီဇလန်းမှာပေါဝင်တဲ့တရုတ်ဆောင်ပြီးတော့ချစ်စီတိုင်းကလည်းအရင်လိုက်ဖက်တယ်။အပြင်ပုံစံနဲ့လေအဲ့လိုဆိုတော့ပတ်သက်ရကြမှာပါ။အနေရေးလားအမြင်လားဆိုတော့မြင်ပါတယ်။ပြပါတယ်။ဒီလား။ဟိုဝါ တော့ဘာလို့လဲနည်းလို့ကိုကိုငါကတော့ကိုလိုက်မင်းဇက်ကောင်ဘယ်လိုနေလဲပေါ့ဆီမှာဖြစ်နေကျွန်တော်ဗီဒီယိုကောခေါ်ဘူးပေါ့အဲ့လိုပြောမလို့ချင်တာအဲ့လိုပြောပေါ့နော်စကားပြောကြည့်ရှင်နေမြင်မှုကျင်တယ်ကျွန်တော်သူ့ကိုနည်းနည်းစိတ်ထဲမှာမမြင်ဘူးတော့ပုံခေါ်လို့မရအောင်ဖြစ်အဲ့ဆီမှာနဲ့တွေ့တဲ့ချိန်ကျွန်တော်မေးချင်တာမေးလိုက်တော့အဲကျွန်တော်စိတ်အေးသွားစိတ်ထဲရောက်သွားတယ်ပေါ့နော်ဆီမှာတော့အများကြီးအဲ့လိုသူဇက်ကောင်လေးဟိုအဲ့လိုတေချာသူလိလထားပါတယ်ကျွန်တော်လည်းတေချာပြောပြတယ်ဒါကတော့ကျွန်တော်အတွက်အများကြီးဟို ဖြစ်သွားတဲ့ကိစ္စပေါ့စိတ်အလေးဖြစ်သွားတဲ့ကိစ္စပေါ့ငါကတော့အဲ့ဇက်ကောင်ကိုကျွန်တော်ဟိုစန်တော်ဝါမလုတ်ရှင်လို့လုံးလုံးလေအဲ့လိုပါအဓိကအစမလုတ်ကျွန်တော်လုတ်ဆိုတော့ကျွန်တော်ဒေစာလေးလုတ်ရှင်တယ် ကျွန်မလည်းပြပြပါဦး။ပြလိုက်ရင်ကြတော့လေဒီတော့ဝိထုတွေကလည်းပေါက်ကဇလန်လေးဖြစ်နေတော့တကယ်တော့ taste တွေတမျိုးခံစားရုပ်ရှင်ဖြစ်နေမြင်လိုက်ရတဲ့အခါကျတော့ဒုပြတွေသူရဲ့ mood တွေဟိုရှိတယ်ဆိုတာကိုလေအားလုံးမြင်ရမှာဆိုတော့နှစ်ချိုက်ပါဘူး။ဒါကိုကိုရိုင်းကလည်းဒီဟာကိုရင်းနေတဲ့အချိန်မှာရောအပြင်ကတကယ်ဟိုဝိဆုံ truth ကိုအခြေခံတာဖြစ်တဲ့အတွက်အပြင်ကတကယ်အဲလူတွေနဲ့လည်းတီးပြီးရင်းနေတွန်းဝင်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ရဲ့ mood ကအခုထိဘုံလုံးမရအောင်ဖြစ်နေတာပေါ့နော်။အဲဟို နက်နေပါလေစိတ်ခံစားချက်ကကိုလိုက်မင်းဆိုလဲဆိုတော့တကယ်တော့ချစ်တာထုတ်မပြတတ်ပြီမဲ့သူတကယ်ချစ်တယ်သူရမ်းချစ်တတ်တယ်သူကတကယ်တော့အဲ့ဒါကိုသူ express လုပ်ပြဖို့ခက်တဲ့ယောက်ျားလေးတယောက်အနေနဲ့ပေါ့နော်အဲ့လိုဆက်ပြီးနေဆိုတော့ဒီတော်လေးတော့အရင်အားရကျေနပ်တာမှာပါဒီထားတဲ့ဒီဥစ္စာအနေနဲ့လေဆက်လို့ရှိပါတယ်ဒီအားလုံးအရင်ချစ်ပါတယ်ဒီစကားလေးကတော့ကျွန်တော်ဒီဒီနှစ်ထဲမှာဟိုတော်တော်အားခဲ့တဲ့ ဇလန်လေးပေါ့နော်ပြီးရင်ဒီအခုလည်းအစနေဖြစ်နေပါပြီအဲဇလန်လည်းဒီနေ့ထဲမှာကြီးရမယ်လို့ပြောတာလည်းနော်ကျွန်တော်ကျွန်တော်ဆရာဆရာပြောတာပဲအဲ့တော့ဒီနေ့ထဲမှာကြီးရရင်တော့ပြည်သက်တွေအဲဟိုပြည်သက်တွေချင်းအားမြကားလေးလို့ကျွန်တော်ကမြင်ပါတယ်သူဇလန်လေးရတယ်တအားကိုဟိုအားလုံးကကြီးပြီးတော့တင်ကန်းစာရမယ်အားလုံးကဒါကြီးပြီးတော့လည်းဘဝမှာဘဝတင်ကန်းစာမယ်အိမ်တော်ရေးတင်ကန်းစာရပြီးတော့အောင်မြင်တဲ့အိမ်တော်ရေးကို တည်ဆောက်နိုင်ကြမယ့်အခြေခံအုတ်မြစ်လေးဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းနေအောင်နှုတ်ဆက်ပါတယ်